はい、皆さんこんにちは。久しぶりです。こうぼの、こうれ内外、မြန်မာနိုင်ငံမှာတဘာဘီရဲ့နေရီဂျုံနေပေါ့နော်ငလီရင်ပေါ့ဂျုံလာတွေတွေ့ပြီးတော့တကယ်ပဲစိတ်မကောင်းဖြစ်ပါတယ်ဘာဖြစ်လို့ဒီလိုအခြေအနေမှာအကုန်လုံးစုစုံပြီးဖြစ်လဲဆိုပြီးတော့လေခဏခဏတွေးနေမိပါတယ်ဒါပေမဲ့ဒီလိုတွေဖြစ်လို့ဆိုပြီးတော့အထူးသဖြင့်လူငယ်တွေကပေါ့နော်ရက်နေလို့မရဘူးဒီလိုဖြစ်နေတဲ့ကြားကလည်းစူးစမ်းရမှာပဲဆိုတော့အခုအားလုံးလည်း စ조사နေကြမယ်လို့ယုံကြည်ပါတယ်ဆိုဒီဗီဒီယိုပေါ့เนาะတင်ရတဲ့အကြောင်းရင်းကဂျပန်နိုင်ငံကို language school နဲ့လာတော့မဲ့သူတွေရှိတယ်လေเนาะအခုဆိုရင်၄လပိုင်းဆိုတော့၄လပိုင်း intake တမားတွေကတော့ရောက်ရောက်လာလို့ကျောင်းလောင်တက်နေကြပြီပေါ့เนาะဆိုတော့9လပိုင်း intake ရှိမယ်ပြီးရင်10လပိုင်း intake ရှိမယ်ဆိုတော့လာကြတော့ဘူးလာကြတော့ဘူးလို့တို့ကပြင်ဆင်နေကြပြီလို့ထင်ဆိုတော့အချိန်ကြီးပေါ့เนาะ agency တွေကမပြောပြတဲ့ language school တွေရဲ့အကြောင်းဆိုပြီးတော့ပြောပြချင်ပါတယ်။ကျွန်တော်လည်းဒီမှာ language school တက်နေ9လလောက်ရှိပြီဆိုတော့တော်တော်သိသွားပြီပေါ့နော်။တော်တော်သိသွားပြီဆိုတော့အဲ့ဒီလေးကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ဟုတ်။ဟုတ်။ဆိုတော့ပြောရမယ်ဆိုလို့ရှိလို့ရှိရင် agency เนี่ยတိတ်မပြောပြတာဘောเนาะအကုန်လုံးမပြောပြတာတော့မဟုတ်ချို့ကတော့ပြောပြတယ်တိတ်မပြောပြဘူးပေါ့ အခုဒီဗီဒီယိုမှာပြောတဲ့ဥစ္စာကဘယ် agency ကိုမှထိခိုက်လို့စိတ်မရှိဘူးဆိုတော့သူကစောင်းပြောတယ်ဒီပါလေဖြစ်မှလည်းကြောက်တယ်ပေါ့နော်အဲ့တော့ဘာမှတော့ထိခိုက်လို့စိတ်မရှိဘူး private doctor ဒီကိုမရောက်ခင်ကစုံစမ်းခဲ့တဲ့ဟာတွေရဲ့အတွေ့အကြုံကိုတကယ်ရောက်လာတဲ့အခါမှာတွေ့ရတဲ့ဟာပြီးသွားလို့ရှိလို့ရှိရင်ဟို private နဲ့ပတ်သက်ရပတ်သက်ကြောင်းကနေပြီးတော့မှကြားလာတဲ့တရင်ချက်လက်သူတို့တကယ်ဂျပန်ရောက်သွားတဲ့အခါမှာကြုံတဲ့ဟာအဲ့ဒါတွေကနေပြီးတော့မှတစ်စိမ့် ပြောပြချင်တာပါဆိုတော့ဆက်ပြောမယ်ပေါ့နော်နံပါတ်၄ချက်ဘာမပြောရလဲဆိုတော့ part time job ရှာတာ ਨੇ ပတ်သက်ပြီးတော့ပါလှုပ်ရှားတယ်ပေါ့နော်ဆိုတော့ arbeite တို့ ਨੇ ပတ်သက်ပြီးတော့သူတို့ကဘယ်လိုပြောလဲဆိုလို့ရှိရင်ဂျပန် arbeite တို့လှုပ်လို့ရတယ်နော်တစ်လကိုဘယ်နှတောင်းလောက်ဝင်နေ AC ရယ်ရတယ်လုံးဝရှာရှာလို့ရတယ်ဘာမှမဖြစ်ဘူးအဲ့လိုမျိုးပေါ့နော်အကောင့်ဘက်ကနေပြီးတော့ပဲပြောကြတာများတယ်ပေါ့နော်ဒါကတော့နားလည်ပြီးနိုင်ပါတယ် သူတို့ပြောတဲ့အတိုင်းပဲအကောင်းဘက်ကအတိုင်းပဲဖြစ်သွားတဲ့သူတွေလည်းအများကြီးပါပဲဒါပေမဲ့အလုတ်ကရှာတိုင်းမရတတ်ဘူးဆိုတဲ့ဥစ္စာလေးတွေတော့တတိမပေးတတ်ကြဘူးပေါ့နော်အဲ့တော့ကျောင်းသားတွေကဘယ်လိုထင်လဲဆိုတော့အလုတ်ကရှာရင်ရမှာပဲလွယ်တာပဲဆိုပြီးတော့ထင်သွားတတ်တယ်အဲ့တကယ်တမ်းကျတော့အလုတ်ကရှာတိုင်းလေးမရအောင်ရှောက်တိုင်းလေးမရအောင်ပေါ့နော်ဟဲ့ ဆိုတော့အလုံးမရရတဲ့အကြောင်းရင်းတွေလည်းရှိတယ်ပေါ့နော်ဒါကနောက်တစ်ခါကျတော့လူမျိုးချင်းမတူတော့အတွေးမတူဘူးပါသေးရမှာအတွေးမတူတော့ကိုကအင်တာဗျူးမှာထုတ်ပြောလိုက်တဲ့ဥစ္စာကသူတို့မကြိုက်တဲ့ဟာတွေဖြစ်နေမယ်ဆိုလို့ရှိရင်လည်းသူတို့ကမခံဘူးပေါ့နော်အဲ့လိုအမျိုးမျိုးရှိတယ်အကြောင်းရတွေကပေါ့နော်မျိုးမျိုးရှိတဲ့ခါကျတော့အလုံးကရမယ်ဆိုပြီးတော့တရသေးတွေးလို့မရဘူးပေါ့နော်ရချင်ရင်ဘယ်လိုလုပ်ဆိုတဲ့ဥစ္စာလေးတွေကိုလည်းပြောပြသင့်တယ်ပေါ့အဲ့ဒါလေးတကူပေါ့နော်ဒါအလုံးရှာတယ်မရှာတယ်ကတော့ကိုယ့်ရဲ့အရေးချင်းမှမမှတည်ပြီးတော့မှဖြစ်လာတဲ့ဟာမို့လို့ လူတိုင်းတော့တူမှာမဟုတ်ဘူး violence ဆိုအဆိုးဆုံးပဲပြောရလို့ရှိလို့ရှိရင်အဆိုးဆုံးပဲဆိုတာကန်ဆိုးတယ်ပဲထားပါတော့ဗောနော်ဟိုကန်ဆိုးတယ်ပဲထားပါတော့ကိုကိုတိုင်းတောင်းဆိုလိုက်တဲ့အချက်တည်းကလှုပ်ရှင်ဘက်ကနေသဘောမကျတာတွေရှိတယ်နဲ့ထင်ပါတယ်အလောက်ကတော်တော်နဲ့မရခဲ့ဘူးပြောရမယ်ဆိုလို့ရှိရင်သူများတွေရောက်ရောက်ပြီးချင်းဘန်ကတ်တွေပါနေလှုပ်ပြီးွားလို့တလာခွဲလောက်အတွင်းမှာအလုပ်ရရင်ရခဲ့တယ်ဗောနော်ဆောက်လက်ကနှစ်လကျော်တော့မှအလုပ်ရရတဲ့အလုပ်ကလည်းလာစားပုံမှန်လာစားမယ်ဗော အများကြီးတော့မဟုတ်ဘူးပေါ့ဆိုတော့အဲ့လိုမျိုးဖြစ်တယ်ပေါ့အကင်းများဘာလို့လို့လူမျိုးပေါ့နော်ဘာလို့လို့ကန်တရားမျိုးနဲ့လို့မပါဘူးလို့မပြောနိုင်ဘူးပေါ့အားကြောင့်မလို့အလုပ်ကရမယ်ရမယ်ဆိုပြောတိုင်းလေနည်းနည်းဖြည့်တွေးစေခြင်းတယ်ပေါ့ဘာလို့ဖြည့်တွေးစေခြင်းလဲရတယ်လေအလုပ်ကဘလောက်ကြာမှရရကိစ္စမရှိဘူးဆိုရင်တော့တမျိုးပေါ့ဒါပေမဲ့ပတ်စံပေါ့နော်ဥမာမြန်မာနိုင်ငံကနေပြီးတော့မှရှမ်းဘဏ္ဍာသင်းပိတ်လာတယ်ပေါ့သုံးဖို့လို့အတွက်အဲ့လိုမျိုးဆိုလို့ရှိရင်အလုပ်ရမယ်လို့တည်ရည်တည်တွက်ပြီးတော့ ပစံကိုကန့်တက်ပြီးတော့ဒေလာလိုက်တာပေါ့ဘာလို့လဲဆိုလို့ရှင်ဒါပေမဲ့မရတဲ့အတွက်ကြောင့်မလို့တော်တော်လေးအကျက်ရိုက်သွားတယ်ပြောရလို့ရှိလို့ရှင်အဲပြီးတော့သုံးစရာကလည်းမပေါ်လာတယ်ပေါ့နော်ဘာလို့လဲဆိုရင်တော့ဖုန်းပေါ့ဖုန်းကမြန်မာနိုင်ငံကဒေလာတဲ့ဖုန်းဒီဘက်ကစင်ကထဲလို့မရဘူးဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဖုန်းကမဝယ်လို့မရဘူးပေါ့အဲ့တော့ဘာလို့လဲဒီမှာရှိနေတဲ့ဝင်းဝဲမှလည်းဘာလို့လဲကြောင့်မလို့နည်းနည်းအကျက်ရိုက်သွားတယ်ပေါ့အဲ့အဲ့လိုမျိုးလေးဖြစ်တတ်တယ်မထင်တာလေးဖြစ်တတ်တယ်ပေါ့နော် ဖြစ်တတ်တဲ့အခါကျတော့မထင်တာကဖြစ်တတ်တယ်ဆိုတော့ထင်တာကမဖြစ်တတ်ဘူးဆိုလို့ရှိရင်ပုံမှန်ပဲတင်တယ်။အဲ့လိုမျိုးလေးတွေဖြစ်တတ်တယ်ဆိုတော့ violent လိုမျိုးလူမျိုးမပါဘူးလို့ပြောနိုင်ဘူးနော်။ဆိုတော့အားကြမလို့အလုံးနဲ့ပတ်သက်ပြီးတော့တော်တော်လေးသတိထားဖို့လိုတယ်။ပတ်စံလဲပို့ယူလာခဲ့ကြပါလို့ဆိုပြီးတော့ပြောချင်တာပါ။ဒါတွေကို agency ကတော့အသေးစိတ်သိမ်းမပြောပြကြပါဘူး။ Violet ဂျုံခဲ့တဲ့မြ၊ကြားခဲ့တဲ့မြ agency တွေကတော့ပြောပြ။နော်။ ဒါမဲ့ပတ်စံပို့ယူလာဖို့လို့အတွက်သေချာစည်စနာနဲ့ကတော့ပြပြရဲ့ agency ကလေးရှိပါတယ်။ဒါကတော့ Violet 3ရဲ့ဒီဒီကိုလာတဲ့ချိန်မှာလုပ်ခဲ့တဲ့ agency ဆိုရင်တော့တကယ်စိတ်ရင်နဲ့ပြပြပါတယ်။ကြုံညာတာမဟုတ်ပါဘူးနော်။ကိုကြုံခဲ့တဲ့နေရာမှာရှုံချပြီးတော့တွားပြီးတော့ရှောက်လိုက်တဲ့ agency ကအော်ငါ့အောက်ဒါမျိုးလေးတွေပြပြပါလားဆိုတဲ့ဥစ္စာပေါ့။ရွေးလိုက်ရတဲ့အကြောင်းရင်းအဲ့လိုတွေပြပြလို့ရွေးလိုက်တာကွာပြောရရင်ဒီလိုပဲ။မရွေးတဲ့ agency တွေက လေတန်နေရတက်တက်သေးပဲမလို့မရွှေတာပေါ့ဒါတော့အတင်းပဲပြောပြတာပါ Hi so ဒါအာရဘိုက်သူနဲ့ပတ်သက်တဲ့အကြောင်းဖြစ်ပါတယ်အဲ့တော့အာရဘိုက်သူနဲ့ပတ်သက်တဲ့တခြားအကျဲ့ချဲ့ပြီးတော့ပြောစရာရှိသေးတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့ကတော့ဗီဒီယိုတက်တက်လုတ်လိုက်တော့မယ်လို့ဆုံးဖြတ်ထားပါတယ်ဒီမှာရရှိသွားမှာဆိုလိုပါဆိုတော့အလုပ်ရအောင်ဘယ်လိုလုပ်ရမလဲလို့မရအောင်ဘယ်လိုလုပ်အောင်လဲဆိုတော့အဲ့ဒါတွေကတော့တက်တက်ဗီဒီယိုတစ်ခုမှာပြောပြပါမယ် ဆိုတော့နောက်တစ်ချက် agency ရေးတိတ်မပြုတ်ပြတာကြတော့ဂျပန်သားရေးချင်းဂျပန်သားရေးချင်း F5 အောင်ရင်သွားလို့ရပြီဆိုတဲ့အကြောင်းလေးလေရှိတယ် F4 အောင်မှသွားလို့ရတယ်ဆိုတဲ့အကြောင်းလေးလေရှိတယ်အဓိကတော့အဲ့ level နှစ်ခုပဲ and 3အောင်ပြီးမှလာခဲ့လို့ပါတော့အဲ့လိုပြောတဲ့အကြောင်းတော့မရှိဘူးဘယ် agency မှလည်းတာမပြုတ်ဘူးပေါ့နော်ဆိုတော့ language school ဖြစ်တဲ့အတွက်ကြောင့်မလို့ဂျပန်သားလာသင်တာဖြစ်တဲ့အတွက်ဂျပန်သားမတက်ဖဲနဲ့သွားရင်တော့ရတယ်ပြောရမယ်ဆိုလို့ရှိရင်ဆိုတော့ဒီတရုတ်တီ VNN နေဆိုလို့ရှိရင် ဂျပန်ကျောင်းဒီ language ကိုရောက်လာတဲ့အချိန်မှာဂျပန်သား0နဲ့ရောက်လာတဲ့သူတွေအများကြီးပဲပြီးတော့မှသူတို့သင်ယူပြီးတက်မြောက်သွားတာတွေအများကြီးပဲရှိပါတယ်ဆိုတော့ဂျပန်သား level နဲ့ပတ်သက်လို့ကတော့ဒါတိတ်ပြက်တာတော့မဟုတ်ဘူးနော်ဒါပေမဲ့ပြက်တာရှိတာပါလေဆိုတော့ဂျပန်သားဂျပန်သားကြီးပဲတုံးတဲ့နိုင်ငံကိုဂျပန်သား0နဲ့တွားရင်ဘာဖြစ်မလဲအဲ့ဒါဘာမှမပြောလဲနားလေတယ်မလားနော် အဲ့တော့မြန်မာစာကြီးပဲသုံးတဲ့နိုင်ငံမှာမြန်မာစာမတက်ဖဲနဲ့လာတဲ့လူဆိုဘလောက်တောင်တိုင်ပတ်လိုက်လဲနော်ဆိုတော့ကဲဟုတ်ပြီဂျပန်စာပဲသုံးတဲ့နိုင်ငံဂျပန်စာမတက်ဖဲနဲ့ရောက်သွားတယ်ဒါပေမဲ့အင်္ဂလိပ်စာလေးပါလေးနည်းနည်းပါးပါးသိကြရတယ်ဆိုရင်တော့မစိုးဘူးပေါ့နော်ဒါပေမဲ့အင်္ဂလိပ်စာလည်းမသိဘူးဂျပန်စာလည်းမသိဘူးဆိုလို့ရှိလို့ရှိရင်နည်းနည်းခက်မယ်နဲ့တင်တယ်ဟိုအဲ့ကြောင့်လို့ရှိရင်ဖုန်းထားသုံးရမယ်ကွာ translate တွေပါလို့မျိုးပေါ့နော် စိတ်ခတ်စနေတိုင်းနေတိုင်းကြစားရတာနည်းနည်းလေးဒုက္ခရောက်တာပေါ့ပြောရမယ်ဆိုရင်ဒါကတော့ဒီအတန်းထဲမှာရှိတဲ့ဂျပန်သားတုံညာနဲ့ဝင်လာတဲ့ VNN နဲ့ဒီ Chinese တို့မေးကြည့်တယ်ပေါ့နော်မေးကြည့်ရတဲ့အချိန်မှာသူတို့ဘယ်လိုမျိုးအဲ့လိုအခြေအနေမျိုးမှာဘယ်လိုမျိုးနေထိုင်လဲပေါ့ဆိုတဲ့ဥစားပေါ့နည်းနည်းတော့ဒုက္ခရောက်တယ်ပေါ့ပြောရရင်အဲ့လိုပဲ translate တုံအောင်ဝလူလိုက်ပေးရဒီလူလိုက်ပေးရနဲ့နေခဲ့တယ်ပေါ့ပြောရရင်အဲ့ဒါဘာနဲ့သွားတူလဲဆိုတော့တိုင်းပြည်ကိုလာလေတဲ့ tourist တွေလိုပဲ စာမှသိမှမသိကြရတာဒီတိုင်းပဲမသိဘူးဒါပေမဲ့လာလေတယ်မေးမြန်းရင်းနဲ့ပဲရှင်းတတ်သွားတယ်အဲ့လိုပုံစံတော့ဖြစ်တာပေါ့ဟုတ်ပြီနော်ဆိုတော့တစ်ချိန်လုံးအဲ့လိုကြီးဖြစ်နေဖို့ကြတော့ violent အနေနဲ့ဆိုရင်တော့သိကြရင်ပေါ့နော်အဲ့ဒါရေစိတ်ပြီးစီမှုတခုဖြစ်လာမလားပေါ့အဲ့လိုမျိုးတွေးမိတာပေါ့ဆိုတော့ဂျပန်သားရေချင်းနဲ့ပတ်သက်လို့ဘယ်လိုသတ်မှတ်နေပေါ့ agency ရဲ့မရှင်းပြရတဲ့ဥစ္စာကိုပြပြပါမယ်ဆိုတော့ language school တွေမှာပေါ့နော် intake က၄ခုရှိရပါတကယ်တော့ဗောနော်၄ခုရှိရအဲ့တော့လေးလပိုင်း intake ဟောခဏလေးစပြီးပြောတလပိုင်း intake လေးလပိုင်း intake ပြီးရင်ခုနလပိုင်း intake စေးလပိုင်း intake ဗောနော်အဲ့လိုမျိုးရှိဒါပေမဲ့မြန်မာနိုင်ငံ agency တွေတော်တော်များတလပိုင်း intake ကိုတိတ်မပို့ကြအောင်ဘာလို့လဲဆိုတဲ့အကြောင်းအရာတော့တိတိကျကျမသိဘူးဒါပေမဲ့ကြားဘူးတာကြတော့အဲ့တလပိုင်းကပြောရရင်ကျွန်မအေးတယ်ဗော အဲ့တလနှစ်လသုံးလတလနဲ့နှစ်လနဲ့အသေးအေးတယ်ပြောရလို့ရှိရှင်အဲ့တော့ရာသီဥတုဆိုးလို့ပေါ့နော်သိအဲ့ဒီ intake နဲ့ပတ်သက်ပြီးတော့မပို့ကြဘူးဆိုပြီးတော့ကြားတော့ကြားဘူးတယ်လို့မျိုးတခြားအကြောင်းရင်းလည်းရှိချင်ရှိမှာပေါ့နော်ကျမတော့မသိအဲ့တော့ထားပါတော့ဒီမသိတဲ့ကိစ္စတော့ဆက်မပြောတော့သိလည်းရေးမကြည့်ဘူးဆိုတော့အဲ့တော့အဲ့ intake လေးခုမှာပေါ့နော်ဘယ် intake ကိုအဓိကထားလဲပေါ့ language school တွေကလေးလပိုင်း intake april intake ကို language school တွေကအဓိကထားပါတယ်။သူကအစပဲပြောရလို့ရှိရှင်။ဒီစာသင်နှစ်အစပေါ့လေးလပိုင်း intake တမားတွေဒီဆူဆူပြောနောက်ဆုံးကျောင်းပြဖို့တော့နှစ်နှစ်တီတီတက်ရပါတယ်ကျောင်း။အဲ့တော့နှစ်နှစ်ဂျပန်စာနှစ်နှစ်လုံးဝတစ်ဘက်ကို9ရက်တစ်ဘက်ကို9ရက်နဲ့တောက်လျှောက်တနည်းတစ်ရက်ကိုဟိုမှာ9နိုင်ရက်နေ7ခွဲလည်းရှိတယ်လို့တနင်္ဂနွေကနေ4ခွဲလည်းရှိတာ哦။ကျောင်းချင်းအဲ့လောက်လောက်အချိန်နှစ်နှစ်လုံးလေးလာတယ်ဆိုတဲ့သူတယောက်ကမပြတ်မကွက်လေးလာတာနော်။ ဂျပန်သားတေချာပေါ့ရရတယ် and 2 and 1လောက်ကတော့အဲ့ဒီနှစ်နှစ်အတွင်းမှာအလောက်အချိန်တိုင်းအလုပ်ဒီစာလုပ်တယ်ဆိုလို့ရှိရင်ရောက်ရတယ်ဆိုတော့သူတို့အဲ့လိုမျိုးအလေးထားပြီးတော့သင်တယ်အော်အဲ့လေးလမှိုင်းအကြောင်းစတဲ့သူတွေကပြောရလို့ရှိလို့ရှိရင်နှစ်နှစ်အတိအကျတက်ရတယ်ဆိုတော့ဂျပန်သားတုံ့ညဖြစ်နေရင်လေအဆင်ပြေပါတယ်အဲ့တော့လေးလမှိုင်းအထိတ်သွားမဲ့သူတွေကဂျပန်သား level 9လေသူကလည်းသူနှစ်နှစ်ပြည့်ရောက်သွားမှဖြစ်တဲ့အတွက် အဆင်ပြေတယ်။ဒါဆိုအဲ့လေးလပိုင်းမှာဝင်လာတဲ့ခြားနိုင်ငံရဲ့လူတွေကလည်းအဲ့လိုမျိုး level တွေပဲဖြစ်နေတာဖြစ်တဲ့တို့ကအဆင်ပြေတယ်ပြောရမယ်ဆိုလို့ရှိရင် သူလူငါလူတွေကြီးပဲဆိုတော့အဲ့လိုအဆင်ပြေတယ်လို့ပြောချင်တာပါ။အဲ့တော့မြန်မာနိုင်ငံကနေက GLBD ဘယ်လောက်လောက်ပြီးတော့မှဆိုတဲ့သတ်မှတ်ချက်တွေရှိနေတော့လေ။ KN5 ပေါ့ကအနေဆုံး N5 ပေါ့ပြီးွားလဲလေးလပိုင်းအထိကအဆင်ပြေပါတယ်။ကဲဟုတ်ပြီနောက်တစ်ခု9လပိုင်းအထိ9လပိုင်းအထိ သွားတဲ့သူတွေဆိုလို့ပြောရှင်ဂျပန်စာအနည်းဆုံးတော့ N4 လောက်ပြီးသားတယ်လေ။ဘာလို့ဆို9လပိုင်းကနေပြီးတော့ဒီ Suzuki လို့ခေါ်တဲ့ကျောင်းဆင်းချိန်ကအဲ့6လပိုင်းသမားတွေကျောင်းဆင်းတဲ့အချိန်နဲ့9လပိုင်းမှာဝင်လာတဲ့သူ10လပိုင်းမှာဝင်လာတဲ့သူတွေရဲ့ကျောင်းဆင်းချိန်အတူတူပဲ။ဆိုတော့6လပိုင်းမှာစပြီးတော့ဖွင့်ထားတဲ့အတန်းကိုကြားထဲမှာကိုကဖြတ်တတ်တယ်လို့မျိုးပဲ။အဲ့လိုပုံစံဖြစ်မှာ။ဆိုတော့အရင်ကလေးကတင်လာတဲ့သူတွေ ပေါ့နော်အရင်ကလေးအတင်လာတဲ့သူတွေကြားတဲ့ကိုဝင်ရတာဆိုတော့ကိုကအဲ့ level လောက်ရောက်နေတော့မှအဆင်ပြေတာဒါမဲ့ကြောင်းနေတဲ့ဝင်ရင်မှဟိုဟာတွေရှိတယ် interview တွေရှိတယ် interview တွေမှာကိုကခုနလမင်းဝင်မှာပေါ့နော်ကိုကဒါမဲ့ interview လိုက်တဲ့ခါကျတော့ကို level ကသူတို့ကဆုံးဖြတ်လိုက်တဲ့ shock you ပေါ့နော် beginner လောက်ပဲဒီတယောက်ကရမယ်ဆိုဆုံးဖြတ်လိုက်တဲ့ဆိုရင်တော့ level အမြင့်နေကြတဲ့ဟိုတော့ကောက်တော့မထည့်ပါဘူးဒါမဲ့ခုနလပိုင်းရောက်တော့မှ level အနည်းငယ်နေစမယ်ဆိုလို့ရှိရင် နောက်ဆုံးဆူဆူရောဖြစ်တဲ့အချိန်အထိ N1 မပြီးနိုင်တော့ဒါသူတို့သတ်မှတ်တာ N1 မပြီးနိုင်တော့ကျောင်းစင်းကြီးကတော့တူတူပဲပြောရမှာဆိုရင်အဲ့အဲ့လိုတွေသတ်မှတ်တာရရှိတယ်အဲ့တော့ကိုက level မြင့်မြင့်ပြီးသွားလေ N1 ထိမြင့်မြင့်ပြီးပြီးတော့ဂျပန်သားတော်တော်လေးတက်သွားမယ်ဆိုတဲ့ပုံစံပါโอเคဆိုတော့နောက်တစ်ခုကကြတော့ October intake ပေါ့เนาะ Sailor by intake Sailor by intake Valor က Sailor by intake မှာဝင်တာဆိုတော့ ဆလာပိုင်းအထိမှဝင်တော့ဘလို့ဖြစ်လဲဆိုတော့အတွေ့အကြုံရဆိုလို့ရှိရင်ကျောင်းရဲ့ placement test ကိုဖြေရတယ်ကျောင်းရဲ့ placement test ကိုဖြေလိုက်တဲ့အချိန်မှာနှစ်ပိုင်းပါတယ်ရှင်အရင်ဆုံးပိုင်းကတော့ဒူတိုင်းဖြေရမယ်ပေါ့ကွာပြီးွားလို့ရှိရင်ဒုတိယပိုင်းကိုတော့ entry အောင်မိသားလူတွေဖြေပါဆိုပြီးတော့လူမျိုးရေးထားတယ် entry မအောင်တဲ့သူတွေကစက်ဖြေကြမလို့ပေါ့အဲ့တော့အဲ့ဒီဒုတိယပိုင်းက level အမြင့်ဒီလူကမိမမိ စစ်တဲ့အပိုင်းပေါ့အဲ့တော့အဲ့ဒါကိုဖြေးလိုက်တယ်ဖြေးလိုက်တော့ level အမြင့်နည်းကိုရောက်သွားတယ်ပေါ့ဗာလက်ကအဲ့တော့ level အမြင့်နည်းရောက်သွားတဲ့အခါကျတော့အဲ့မှာဘာတိလိုက်လဲဆိုတော့အဲ့ဒီ level ပေါ့နော်ထားပါတော့ chu q ပေါ့ chu q the shock q chu q chu q ဆိုပြီးတော့၃ဆင့်ရှိတယ်ဒါပေမဲ့ဗာလက်တို့ကြောင်းရတော့ shock q မှာဘယ်လိုတတ်မှတ်လဲတော့မသိဘူး chu q ဆိုလို့ရှိလို့ရှိရင် zen han ko han ဲ့လိုရှိရင်ဂျောကျူမှာလည်းလိုပဲအချီမီတော့အဲ့လိုမျိုးခွဲထားတာတွေရှိသေးတယ်။ဟိုမှာအင်္ဂလိပ်စာမှာ intermediate ဆိုပေမဲ့ pre intermediate ပြီး intermediate အပိုင် intermediate အဲ့လိုခွဲသလိုပဲခွဲထားတယ်ပေါ့နော်ကြောင်းမှာအဲ့တော့အဲ့လိုတွေကိုရောက်သွားတယ်ပေါ့အဲ့ရောက်သွားတဲ့အခါကျတော့အဲ့အတန်းကအရင်၄လပိုင်းတို့9လပိုင်းတို့ကနေပြီးတော့မှရောက်ထားတဲ့တခြားနိုင်ငံသူတွေပေါ့နော်မြန်မာတွေလည်းပါပါတယ်ပြောရရင်အဲ့လူတွေကလည်း ပြောရရင်အဲ့ဒီအဆင်မြင့်ကိုသူတို့ကလည်းရောက်လာတာကိုကလည်း placement test ပြေးလိုက်လို့အဲ့ဒီအဆင်မြင့်လေးကိုလည်းကိုကသွားမှီနေတာအားကြောင့်မလို့ပေါင်းထဲလိုက်တယ်အဲ့လိုမျိုးပုံစံမှာဆိုတော့ဆေလာပိုင်းအင်တိတ်ရောက်လာတာဖြစ်တဲ့အတွက်အကိမ့်မြန်ဗိုင်းလက်ကဆေလာပိုင်း M5 နဲ့ဆေလာပိုင်းအင်တိတ်ကိုရောက်သွားတယ်ဆိုလို့ရှိရင်ဒေချာပေါက်စုစုပြောဖြစ်တဲ့အချိန်မှာ M1 မအောင်နိုင်တော့ဘာလို့လဲဆိုတော့ဒီလောက်အချိန်အတိုင်းတာနဲ့အရာလောက်ဘူးပေါ့ ဒါပေမဲ့ကိုကမြန်မာနိုင်ငံကနေပြီးတော့တင်တန်းနေပိုင်းတက်ပြီးကိုကကိုအန်ဝန်အောင်ရတယ်ဆိုရင်တော့လေဒါကလမ်းကြောင်းတစ်ခုဖြစ်သွားမှာပေါ့နော်ဆိုတော့အဲ့လိုရှိတယ်ရှိတဲ့ခါကျတော့အကြံပေးချင်တာကတော့မြန်မာနိုင်ငံမှာဂျပန်စား level ကိုအများကြီးအောင်လုပ်ထားလုပ်ထားပြီးတော့မှတင်တန်းကြောင်းဝင်နေဆိုလို့ရှိရင်ကိုကအစင်းမြင့်မြင့်တန်းအောင်လေဒီခါလေးရောက်တယ်ပို့ပြီးလဲမိုက်တယ်ပေါ့ပြောရမယ်ဆိုလို့ရှိရင် level မြင့်တဲ့အတန်းအောင်တက်ချက်ချင်းတက်ရတာဘာလို့မိုက်လဲဆိုတော့ level အမြင့် ဒီဂျပန်သားတွေကိုအများကြီးသိနေတယ်ပြောရမယ်ဆိုလို့ရှိရင် စကားလည်းပြောနိုင်တယ်ဆက်သွယ်ရေးလည်းအရန်ကောင်းတယ်ဆိုပြီးတော့သူတို့ကမြင်ကြတယ်မြင်ကြတဲ့အတွက်ကြောင့်မလို့တခြားနိုင်ငံကလူတွေကလည်းဒီလို level ကိုလေ့လာတာပြီးတော့သူတို့မှလည်းဘူတုတတွေအများကြီးပဲရှိနေရှိရတော့ကြောင့်မလို့ဖလေရတာကိုမသိတာတွေသူတို့မသိတာတွေအများကြီးဖလေလို့ကောင်းပြီးတော့ active ဖြစ်တဲ့ပုံဝင်ခြင်းကိုကြုံရတယ် level အနည်း အခုမှစတဲ့လေပဲအဲ့လို active ဖြစ်တဲ့ပတ်ဝန်းကျင်ဒီဆရာဆရာမတွေကဥဆောင်လာတာဖြစ်တယ်ဆရာဆရာမတွေကဥဆောင်ပြီးဒါလေးကိုဒီလိုလိုက်ပြောကြည့်ပါအောင်ဒီလိုမျိုးစတင်ပြီးနေတာဖြစ်တယ်ဒါမဲ့ level အမြင့်ပေါ့နော်ရောက်တဲ့အခါမှာကျတော့ပတ်ဝန်းကျင်ပြောင်းသွားတယ်ဆရာဆရာမတွေကဥဆောင်နေဆိုပေမဲ့ကိုကဥဆောင်နိုင်နေဆိုလို့ရှိရင်ဒီ class ကိုဥဆောင်ပြီးတော့အဲ့လိုမျိုးပြောတာဆိုတာဆက်သွေးတာတွေလုပ်လို့ရတယ်အဲ့တော့ style ကတော့အဲ့လိုလောက်ပဲ꽈တာပါဆိုတော့ အဲ့ဒီအတွေ့အကြုံလေးကပိုမိုက်တယ်ပေါ့နော်ဆိုတော့နောက်တစ်ခုဂျပန်သားလည်းပဲဘာလို့မြင်းစေချင်တာလဲရတယ်အဲ့ဒီဟာတွေမခံစားရလဲဘာမှဖြစ်ရတယ်တခုရှိတာစိတ်ကစလုတ်တဲ့ခါကြရပေါ့သူများနိုင်ငံမှာသွားနေထိုင်တဲ့ခါကြတော့ကိုယ်တရားလည်းသွားနေတာပေါ့နော်တကယ်ချင်းနေပါလေအဖော်လေးရှိတယ်ဆိုတာလည်းထားပါတော့ဒါပေမဲ့နိုင်ငံမတူတော့တဲ့နေရာမှာသွားနေတဲ့ခါကြရင်သူတို့ရဲ့ဘာသာစကားကိုကိုယ်ကပိုသိနေတဲ့ခါကြတော့မိတ်ဆွေတိုးတယ်အဆက်အသွယ်တိုးတယ် ပြောရလို့ရှိရင်နေထိုင်ရတာသူများတက်ပို့ပြီးတော့လွယ်တယ်။ပြီးရင်အထီးမကျန်တော့ဟုတ်ပေါ့။အဲ့ဒီဥစ္စာလေးပါ။အဲ့တော့ကိုကစကားလေးပြောတော့အနေရလည်းအေးတယ်။ဖယ်သွားပြီးဘာလုပ်ရမလဲဘယ်နာပါရှိလဲရလဲမသိဘူးဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ကိုကိုတော်တော်ပြောကြည့်ပေါ့နော်။စေယောဂါလို့ပြောတာမဟုတ်ဘူးနော်။တဖြည်းဖြည်းနဲ့တိတ်ဆိတ်ပြီးတော့တမျိုးကြီးဖြစ်လာတာမျိုးတွေရှိတယ်။ တမျိုးကြီးဖြစ်လာတာမျိုးကြီးရှိတယ်ဆိုတော့အဲ့လိုမျိုးကြီးကမကောင်းဘူးပေါ့နော်အကြိမ်မပြောတော့ဘူးလေအားကြောင့်မလို့ဘာသာစကားကိုတရားသိတာရတယ်ဆိုလို့ရှိလို့ရှိရင်ကိုကကွာနိုင်ငံပဲပြောင်းသွားတာသိမလားမြန်မာနိုင်ငံမှာနေရမြန်မာစကားပြောရမြန်မာမိတ်ဆွေတွေရတယ်မြန်မာဆက်သွယ်တွေရှိတယ်အဲ့လိုပဲတူတူပဲနိုင်ငံပြောင်းသွားတယ်ဂျပန်ဆိုတဲ့နိုင်ငံရောက်သွားတယ်ဂျပန်ဘာသာစကားကိုကိုကသိတယ်ဂျပန်မိတ်ဆွေတွေရတယ်ဆက်သွယ်တွေရတယ်ပေါင်းဝင်ကြရတယ်ဒီလိုအဲ့လိုမျိုးပေါ့နော်ဆိုတော့ကို့အတွက်နေသားကြတယ်ပေါ့မြန်မြန်နေသားကြလွယ်တယ် အရာရာကိုသိနိုင်နေပေါ့။ဟိုမှာကြောက်စိတ်လေရော့စီတယ်။အဲ့တော့ဂျပန်သားလည်းမြင်လာတယ်ဆိုရင်တကယ်ကြောက်စိတ်ရော့စီတယ်။ဘာလို့ဆိုတော့ငါစာဖတ်တတ်တယ်ငါစကားပြောတတ်တယ်ငါမေးနိုင်တယ်ငါသူတို့ပြောတာငါနားလဲတယ်ဆိုတော့အဲ့ဒီစိတ်တကူကကိုယ့်ကိုတော်တော်လုံခြုံစေတယ်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်ဘယ်နေရာမှာတယောက်တည်းသွားရတာအဆင်ပြေမှာမဟုတ်ဘူးပေါ့အဲ့တော့ violet ကြီးကိုရောက်ခါစားရဆိုလို့ရှိရင်ဖုန်းကအဲ့လိုပဲရှေ့မှာပြုံးခဲ့တယ်လို့ပဲတော်တော်အဆင်မပြေဖြစ်သွားတော့ အင်တာနက်တွေပါတယ်လည်းမရလိုက်ဘူးပေါ့နော်အဲ့တော့မရလိုက်တော့ဒီနီနီနာနာလေးသွားဖို့တောင်မှအင်တာနက်မရှိတဲ့အခါကျတော့အဆင်မပြေဘူးပေါ့ဒါပေမဲ့ဘာလို့လဲကြောက်လားဆိုတော့မကြောက်တော့မကြောက်ပါဘူးဘာလို့လဲအမတိကြိုင်တော့နောက်ဆုံးရဲစခန်းမှာသွားမေးလိုက်မယ်ပေါ့ဆိုတော့အဲ့လိုစိတ်အထိရှိခဲ့တယ်အဲ့ဒါပေမဲ့ဘာလို့လဲအမဒီမှာရှိရဲ့ဝင်ခွင့်အမတော့ပြစ်မထားပါဘူးလိုက်ပို့လိုက်ပြီးတော့လုတ်ပြီးရေပေါ့နော်အင်တာနက်မရရင်အထီးပေါ့အရာဝါတဲ့အခါမှာပို့လို့တော့မကြောက်တော့ဘူးပေါ့ ော် internet လည်းရှိရရှာလို့ဖွင့်လို့လည်းရတယ်အဲမေးရမြန်တာလည်းလုံနိုင်နေပေါ့ဆိုတဲ့စိတ်တခုနဲ့ကိုယ့်ကိုပြန်ပြီးတော့အကာအကွယ်ရတယ်လို့ပေါ့အဲ့လိုဖြစ်ပါတယ်ဆိုတော့ဂျပန်က level မြင့်နေတာကတော့အကောင်းဆုံးပဲဒါတွေကတော့ agency တွေရရှိရှိဝေးပြောပြလိမ့်မရှိဘူးပေါ့ဘာလို့ဆိုတော့အဲ့လိုပြောစရာမလိုဘူးလို့ရရင်တည်သွားလိမ့်မယ်ဆိုတာမျိုးပေါ့ဒါတော့ဘာလို့လဲကြုံရတဲ့ agency တွေကလိုပဲပေါ့နော်အဲ့ဒါပါဆိုတော့ဒါဒီចောင်းဝင်တဲ့ intake တွေအလိုက်ဘာသာစကားဘယ်လောက်တက်ထားတဲ့လဲပေါ့နော် ဖြစ်နိုင်တော့ဘယ်အင်းထိဘယ်အင်းထိပဲဝင်ဝင်စားတက်ထားတာအများကြီးတက်ထားတာအကောင်ဆုံးပဲနောက်တစ်ခုဘာပါကြောင့်လဲဆိုတော့အများကြီးတက်ထားလို့ရှိလို့ရှိရင်ကိုကအလုံးလုံးတဲ့ခါကြရင်ကွာအလုံးလုံးပင်မန်ပင်မန်တဲ့ခါကြတော့စားလဲလောက်ရတယ်လုံလဲလောက်ရတယ်ဆိုလို့ရှိလို့ရှိရင်သိစမပြေဘူးပေါ့နော်အဲ့တော့စားရနေတဲ့ခါကြတော့အလုံးမှာနည်းနည်းပင်မန်နေဆိုရင်တော့စားလေးကိုနည်းနည်းလေးတည်ရမလားမလုံခဲနဲ့ထားလိုက်တာတော့ပါတော့နော်အဲ့လိုမျိုးနဲ့လုံလို့ရတာဖြစ်တယ်တို့ကအနာယူလို့ရတယ်ပေါ့နော်အားလေးချက်ပါ နောက်ဆုံးတစ်ချက်အရေးကြီးတဲ့ချက်လာအဲ့ဒါပါလဲဆိုတော့ပတ်တိုင်းယောဂရတဲ့ပုစံကကျောင်းလာကလောက်တယ်ဆိုတဲ့ဥစ္စာပါအဲ့တော့ကျောင်းလာကလောက်တယ်ဆိုတဲ့ဥစ္စာကိုတစ်ချက်တည်းနဲ့ပြောရရင်မလောက်ဘူးလို့ပဲပြောခြင်းအဲ့ဆိုအငင်းပွားစရာလေးရောက်လာရင်ငါကလောက်တယ်နေကဘာလို့မလောက်တာလဲအဲ့တော့ဒီလောက်တယ်လို့ပြောရတယ်အဲ့လာလေးဆိုရမှာပြပြပါဘူးနော်မလောက်ဘူးလောက်တယ်ဆိုတဲ့ဥစ္စာကအချိန်ညမျိုးပေါ်မှာမူတည်ပါတယ်လူတယောက်က တာမန်နေ့စဉ်ပတ်စံသုံးမယ်ကွာစားတာအတွက်သုံးမယ်ဝိတာအတွက်သုံးမယ်ဒိုလီမုတ်ဆဝယ်တာအတွက်သုံးမယ်ပေါ့ဒါပဲရှိရလေချပါသုံးရရှိသေးလို့လေဟုတ်တယ်မလားအခြေခံကုံနဲ့အိမ်လားကားတို့ရေမီဂတ်စ်တွေကိုခဏထားလိုက်တခြားအဲ့ဒါတွေရအခြေခံမကုံမဖြစ်ကုံရမယ်အခွန်တို့ပါအဲ့ဒါတွေမကုံမဖြစ်ကုံရမယ်အပြင်ကိုယ့်ရဲ့အပြင်စားအပြင်မှာစားမယ်လို့ပါဘာလို့မလို့နော်ကိုယ့်ရဲ့စန္ဒအလိုက်သုံးတဲ့ငွေကြေးပေါ့အဲ့ဒါတောင်နဲ့တောင်မတူဘူးအဲ့တော့နင်လောက်တယ်ကမလောက်ဘူးဆိုတဲ့ဥစ္စာကအဲ့ဒါပေါ်မှာမူတည်တယ် ဆိုတော့လူတယောက်ကတာမန်သုံးနေရဆိုတာခြွေတာတယ်လို့မခေါ်ဘူးသုံးနေရဆိုတာခြွေတာတာမဟုတ်ဘူးခြွေတာတယ်ဆိုတဲ့ဥစ္စာတော်တော်ကြီးစဉ်းစားပြီးတော့မှဒါလိုတယ်ဆိုလို့လိုတယ်ဆိုရင်တော့မှဟို90ရာခိုင်နှုန်းလိုတာနဲ့100ရာခိုင်နှုန်းလိုတာနဲ့ဆိုရင်100ရာခိုင်နှုန်းလိုတယ်ဆိုတဲ့ဥစ္စာကိုဦးစားပေးတာပေါ့နော်90ရာခိုင်နှုန်းကိုဦးစားမပေးတော့ဘဲနဲ့100ရာခိုင်နှုန်းကိုပဲဦးစားပေးလိုက်တယ်ဒီ90ရာခိုင်နှုန်းအတွက်ကမသုံးတဲ့အတွက်ငွေပိုရတယ်ဆိုတော့အဲ့ဒါခြွေတာတာပေါ့ဒါဗန်းလေးယူစားတာပေါ့နော်အဲ့လိုအဲ့ဒါခြွေတာတာ မဟုတ်ဘူး90ရာခိုင်နှုန်းလိုတာလဲလိုတာမဟုတ်လားဒါလဲတုံးလိုက်တယ်ကြာခိုင်နှုန်းလိုတာလဲလိုတာမဟုတ်လားဒါတုံးလိုက်တယ်ဆိုရင်အဲ့ချွေတာမဟုတ်ဘူးပေါ့နော်တုံးလိုက်တာပဲလीပြောရတယ်အေးမနိုင်ပြောရဘာလဲလဲလို့ဖြစ်နေတယ်ပေါ့ပြောရတယ်90ရာခိုင်နှုန်းလိုတာလဲလိုတာပဲလीနောက်လဲဝယ်ရမှာပဲဆိုလို့တွေးမိနေရပေါ့နော်သိတော့မကောင်းဘူးဆိုတော့အဲ့ဒါပေါ်မှာမူတည်ပြီးတော့ကိုယ့်အတွက်ပတ်စံဘယ်လောက်ကျန်လဲမကျန်လဲတွေကဖြစ်လာမှာပါဆိုတော့ကိုယ့်ရဲ့အတုံးစိတ်ပေါ်မှာမူတည်ပြီးပတ်စံလောက်တယ်မလောက်ဘူးဆိုတာအရင်မူတည်တယ် ဒါပေမဲ့ agency တွေကတော်တော်များလောက်တယ်လောက်တယ်ပဲပြောနေအဲ့ဒါတော့သိလက်မခံဘူးပြောရမယ်ဆိုလို့ရှိရင်နောက်ပတ်တိုင်းကျောက်မှာရတဲ့ GQ လို့ခေါ်တဲ့တနားရီရတဲ့လစာအလည်းမတူဘူးအဲ့တော့ပုံမှန်ဒီ1200ပါတိုကျိုမှာပေါ့နော်ချားနေရတော့မသိပုံမှန်1200အဲ့တော့1200တဲ့များသွားတာရှိရေ1350 1290အဲ1950အဲ့ဒါကတော့ည7နာရီကျော်တဲ့ဈေးတွေဖြစ်သွားပြီ1400 1300အဲ့လိုရှိရှိအဲ့တော့ကိုလုံနေတဲ့ပတ်တိုင်းကျော်က GQ ဘလောက်ရတာလဲဥမာတပတ်ကုန်28နာရီလုံလို့ရတယ်ကွာလီယိုကစေးတွေကိုကဘယ်နှနာရီလုံနေရလဲတလားမှာအလုပ်တွေရှောက်ပြတ်နေသည်လားအဲ့လိုတွေလည်းအများကြီးတွေ့ရပါတယ်ဆိုတော့1200လုံကိုပဲပြောမယ်ပုံမှန်ရတဲ့1200လုံပေါ့အဲ့ဒီ1200လုံဆိုလို့ရွှေရှင်တော်တော်လေးကြက်ကြက်တက်တက်ပဲအဲ့တော့ဘာလို့အခုလုံနေတဲ့လုံကလည်းအဲ့လောက်ပါပဲ အဲ့တော့1300တို့1400တို့အလုပ်တွေဆိုလို့ရှိရင်ပိုပင်မန်းတယ်လေညားတဲ့ခါကျတော့ပိုပင်မန်းတယ်ကွာသိရမလားညားတော့ပြင် inshot cookie လို့ခေါ်တဲ့ဒီစားတဲ့တောက်တဲ့ပိုင်းဆိုင်ရာလုပ်ငန်းပေါ့နော်စားတောက်ဆိုင်လုပ်ငန်းပေါ့အဲ့လိုမျိုးပိုင်းဆိုင်ရာတွေမှာဆိုရင်တော့အလောက်ရတတ်တယ်ဟိုမှာအလုပ်တော်တော်များပြီးတော့ကွာဆိုင်အကြီးဆိုင်ခွဲတွေလည်းအများကြီးပဲသူဆိုင်တွေက GQ အများကြီးပေးတယ်ဆိုတော့အဲ့လိုတွေမှာလုပ်လုပ်မယ်ဆိုရင်တော့ငွေဝင်ငွေရှင်လေးကျန်တာပေါ့ပြောရမယ်ဆိုရှင်မဟုတ်ဘဲနဲ့ အဲကွန်မြူနီတို့ကအဲ့လိုမျိုးပေါ့နော်ပုံမှန် GQ နဲ့ပဲရတဲ့နေရာတွေဆိုရင်တော့ပတ်စံတောင်းရတာနည်းနည်းကြက်ပါတယ်ဆိုတော့ចောင်းလာကတွေอ่ะပေါ့နော်ကိုကចောင်းဟို language school လာတယ်ဆိုတဲ့လူတွေကအနောက်မှာចောင်းဆက်တက်မယ်ဆိုလို့သူတို့ကလက်ခံတာပေါ့ပြောရမယ်ဆိုចောင်းဆက်မတက်ဘူးဆိုရင်သိ image မကောင်းဘူးပေါ့ဒါမလို့ရှိလို့ရှင်လေအလုတ်ဆက်လုပ်မယ်ဆိုရဲဟာပေါ့နော်ကိုပါအထိကတော့ကိုပါဆက်လုပ်မယ်ဆိုတဲ့ဥစ္စာကိုပြောရင်ပြောရတဲ့အတိုင်းလုပ်တာပို့အဆင်ပြေတယ်။အမဟုတ်ဘဲနဲ့ နက်တဝက်ကနေတခုခုဖြစ်သွားတာတွေပါတော့သူသိမကောင်းဘူးเนาะအဲ့တော့အဲ့ဒီအကြောင်းကတော့ထားပါတော့အဲ့တော့ចောင်းကားကတွေကကိုယူမဲ့ major ကပို့ပြီးတော့ခန်းထားတဲ့ major တွေဆိုရင်ပုံများတယ်ပုံမှန် major တွေဆိုရင်လည်းပုံမှန်စီးပေါ့တောင်း80ကျော်တောင်း80ကျော်တောင်း100ကျော်အဲ့လိုလာမှာပေါ့တစ်နှစ်တစ်နှစ်ကိုចောင်းလာကလည်းအဲ့လိုမျိုးခြီးပြီးပေးရတယ်ဆိုတော့အဲ့ဒါကြီးကိုအလုံးကိုចောင်းတက်နေရဲ့ တစ်နှစ်ကျော်အတွင်းမှာစုနိုင်မလားပေါ့တွက်ကြည့်ရအဲ့တော့စားစရိတ်နဲ့အသုံးစရိတ်ကြောင့်မလို့မလောက်တာတွေအများကြီးပဲရှိပါတယ်အဲကြိုင်အိမ်ကနေထောက်ပံ့ပေးနိုင်နေဆိုရင်တော့အဆင်ပြေတာပေါ့အဲ့တော့ agency ကပြောသလိုမဖြစ်မနေလောက်တယ်ဆိုတဲ့ဥစ္စာတော့မယုံစေခြင်းအထူးသဖြင့်တိုကျိုမှာဆိုလို့ရှိလို့ရှိရင်ပို့ပြီးတော့ပတ်စံကုန်လွှဲရတယ်ပေါ့နော်ဒီအရကလည်းဆိုင်နေပြီပဲဆိုတော့ဘာရင်မဟုတ်အဲ့လိုတုံးလိုက်မိတာပေါ့တုံးလိုက်မိတဲ့ခါကျတော့ရှိလို့ရှိရင်ပစံမလောက်တော့ပါဘူး မလောက်ဆိုတာဘာမလောက်တာလဲဆိုတော့ကြောင်စီပေါ့ပတ်စံစုဖို့လို့တော့မလောက်တာကိုပြောတာပါထိုကေမဟုတ်ပဲနဲ့ချားနေရတယ်ဆိုလို့ရှိလို့ရှိရင်နေဘက်ပေါ့နော်နေဘက်ဒီဆိုလို့ရှိလို့ရှိရင်တော့အိမ်လားခါတွေလည်းတက်တာအဖြစ်တဲ့အတွက်တော်တော်များများလောက်ကြတယ်အဲ့လိုမျိုးရှိပါတယ်ဆိုတော့သူသမင်းတိုကျိုမှာတော့နေစရာနေရာလည်းစရိတ်ကြီးတာဖြစ်တဲ့အတွက်ကြောင့်မလို့မလောက်ဘူးဆိုတာအဲ့ဒါကြောင့်လေပါပါတယ်အသုံးစရိတ်တွေကြောင့်မလို့မလောက်တာပေါ့နော်ဆိုတော့မလောက်တာပို့ပြီးတော့ဖြစ်နိုင်ခြေရှိတာဖြစ်တဲ့အတွက် လောက်တယ်လောက်တယ်ဆိုပြောနေလို့ရှိလို့ရှင်မယုံစေခြင်းဘူးပေါ့ကိုဘာလောက်ရလဲကိုဘလောက်စုနိုင်လဲကိုဘလောက်သုံးနေတာလဲပုံမှန်မူတည်တယ်ကိုရဲ့နေစရာနေရာဘလောက်ကုန်နေတာလဲအားတွေပုံမှန်မူတည်တာမဟုတ်လို့ပါဆိုတော့အခုပြောသွားတဲ့အချက်၃ချက်ပေါ့နော်လှုပ်ရှားတဲ့ကိစ္စပြီးရင်စပန်စာလေးပဲပြီးရင်တော့ပစံလောက်လားမလောက်လားဆိုတဲ့ဥစ္စာအဲ့ဒါတော့ပြောရရင်အဓိကချက်တွေပါပဲ agency ရဲ့သိပြီးတော့ပြောပြလို့မရှိတဲ့အဓိကချက်တွေပါ ဆိုတော့ agency တွေအနေနဲ့လို့လေးပြောပြမယ်ဆိုရင်တော့ပိုကောင်းတာပေါ့နော်ဆိုတော့ကျောင်းသားတွေဒီຢာတွေကိုဒီဗီဒီယိုလေးကိုကြည့်လိုက်တဲ့သူတွေလည်းဒီအဓိကချက်၃ချက်ကိုသိသွားပြီးတော့တွေးဆလို့ရမယ်လို့ထင်ပါတယ်အဓိကကတော့ပတ်စံပါပတ်စံရှိနေတော့မှပဲနည်းနည်းရှေ့ဆက်ရတာအဆင်ပြေမှာဆိုတော့အဲ့ဒီဟာလေးကိုတွေးပြီးတော့ဆက်ပြီးတော့ပြင်ဆင်နိုင်ပါစေလို့ပြောချင်ပါတယ်ဒီချက်ပို့ပြီးတော့ language school နဲ့ပတ်သက်ပြီးသိချင်တာရှင်ပြီးသွားလို့ရပါတယ် အဲ့တော့အရှိမပြောခဲ့သလိုပဲဘယ်ဟိုဘယ် agency ကိုမှတော့မရှိရွယ်ပါဘူးကိုတောက်လျှောက်ကြုံလာတဲ့ဒေဟာနေပြီးတော့မှပြောပြတာပါဆိုတော့နောက်ဖီဒီယိုမှာဆိုလို့ရှိရင်တော့ဒီလောက်ရှာတာနဲ့ပတ်သက်ပြီးတော့တို့ပြီးရင်တော့ဒီ language school တွေနဲ့ပတ်သက်တဲ့ဟာတွေအများကြီးပဲပြောစရာရှိပါသေးတယ်အဲ့တော့ဆက်ပြီးတော့ဆောင်ကြည့်ပြီးပါဦး channel ကိုလည်း subscribe လေးလုပ်ပြီးသွားကြပါအောင်လို့ပြောချင်ပါတယ်ဟုတ် ဆိုတော့ကြုံညာပါကျွန်ညာပါလဲဆိုတော့ဘာလို့ကစကပြောတွေအဓိကသင်တာဖြစ်တဲ့အတွက်ကြောင့်မလို့လဆင်လာတိုင်းစကပြောအတန်းကြီးရှိပါလေဆိုတော့တက်ရှင်နေဆိုတဲ့သူတွေကစုံစမ်းပေးပါလို့ပြောချင်ပါတယ် Let alone Facebook မှာအရင်တော့ Japanese Bank ဆိုပြီးတော့မှလုတ်ထားတဲ့ page ကိုနာမည်ပြောင်းထားပါတယ်ပေါ့နော်ဒီ YouTube ကနာမည်တိုင်းပြောင်းပေမဲ့မရလို့ပေါ့နော်နီးစပ်ရလေးကိုပြောင်းထားပါတယ် CE Japanese ဆိုပြီးတော့မှပြောင်းထားပါတယ် CE Japanese ပါဆိုပြီးတော့ပြောင်းထားပါတယ်ဆိုတော့ဒီ page မှာလာပြီးတော့စုံစမ်းလို့ရပါတယ် 嘉玲。<Johnny. S 2> <music>